။အားလုံးပဲမင်္ဂလာပါဗျ။ခုနကတောင်းပြီးအားလုံးစိတ်ချမ်းသာရင်ကိုကြီးကျမ်းမာရင်လည်းရှိပါသေးလို့ပထမဦးစွာဆုမကောင်းတောင်းရပါတယ်။အဲ့တော့ကျွန်တော်တို့ဂျိုဝိအကူအပြောင်းအနေနဲ့အသက်ကြီးပိုင်းကာလတွေကိုနေ့နံအသီးသီးရာတည်တင်တာလေးတွေကျွန်တော်ပြောပေးခြင်းနဲ့အဲ့တော့အသက်ကြီးပိုင်းကာလတွေဆိုတော့ကျွန်တော်တို့ကဒီနေရာမှာ40ရာနဲ့ကျွန်တော်ကစဖြတ်ခြင်းတာ40နောက်ပိုင်းပေါ့40နောက်ပိုင်းမှာအချို့နေ့နံလေးတွေမှာကံအနေမြင့်အတက်အကျလေးတွေရှိတယ်။အားထားကိုကျွန်တော်တို့ကြိုတင်ပြင်ဆင်နိုင်အောင်ပြောပြခြင်းတာငွေရည်စင်ကာလတွေဆိုတာမျိုးကနံပါတ်၁ချက်မိဘရှိတယ် နံပါတ်၄ချက်အိမ်အောင်ဘက်ပါညာရှိတယ်။ဒါဆိုအငယ်ပိုင်းနဲ့အလက်ပိုင်းတွေကကျွန်တော်တို့ကနည်းနည်းလေးဖိမမဲ့လို့ရှိရနည်းနည်းအရွယ်လွန်ရောက်လာပြီဆိုတော့မိဘလည်းမရှိတော့ဘူးအားကိုးစရာဒီလိုမျိုးတွေဖြစ်တတ်တယ်ဖြစ်တတ်တဲ့အခါကျရင်ဒီအရွယ်ဒီမှာကိုယ်ဘယ်လိုသတိထားရမလဲဆိုတာသိစေချင်တယ်အဲ့တော့ဘဝမှာအသက်ကြီးပိုင်းလေးတွေမှာဘယ်လိုကဘာဖြစ်တတ်လဲသိရအောင်ပြောပြချင်တာဖြစ်တယ်အဲ့တော့နေနံအသီးသီးပါတော့အကုန်လုံးပါလိမ့်မယ်ဒါအချို့နေနံတွေအတွက်ကျတော့ data ဆက်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ထည့်ပြောချင်မှာပြောမယ်ဒီနေ့ဝင်နေရာစပြောအောင် အဲ့တော့90 40ဒီဝင်းကျင်ကိုပြောမှာဖြစ်တဲ့အတွက်နံပါတ်၁ချက်တင်းနှင်းကုန်တွေသားမီးတွေအတွက်ကျွန်တော်တို့ဒတာအကူပြောင်းကာလလေးရှိတယ်။ဟိုတင်းနှင်းတွေသားမီးတွေကစနေကြိုအကူပြောင်းကာလလေးမှာနည်းနည်းဘဝမှာအပြောင်းလဲတွေဖြစ်တတ်တယ်။အဲ့ဒါကအသက်48.56ပါတကယ်တော့ဒါမီးတွေက48.56မှာစနေဂျိုအိတ်ကိုဝင်ရောက်ဖြတ်တန်းတယ်။အဲ့တော့စနေဂျိုကတကယ်တော့ဒါမီးတွေကိုကျွန်တော်ဆိုးနေတယ်လို့မဆိုလို့ဘူး။မဆိုးပါဘူး။ စိုးရအောင်ကောင်းပါလေအကောင်းနေဆိုတော့ဘယ်ဟာတွေကမကောင်းဘူးလဲဘယ်ဟာတွေကကိုယ့်အတွက်ညံ့စေလဲဘယ်ဟာတွေကကိုယ့်ကိုဒုက္ခပေးနိုင်လဲဆိုတဲ့ဟာမျိုးတွေသိဖို့လိုတယ်အဲ့တော့အဲ့ဒီကာလာတွေရောက်လာပြီတင်းကလေးသားမီးကအသက်40ခွာနဲ့56အတွင်းရောက်လာပြီဆိုတော့အချို့သူတွေမှာလူမှုရေးကိစ္စတွေမှာအားနေချက်ဖြစ်လာတယ်တော့အိမ်အောင်ဘက်ကဖောက်ပြန်တာတွေအိမ်အောင်ရေးကွဲတာမျိုးတွေကိုကိုယ်တိုင်ကလည်းအိမ်အောင်ရေးဖောက်ပြန်မှုပြဿနာတွေကြုံရတာတွေ လူမှုရေးပြဿနာတွေဒီလိုကိစ္စတွေအများကြီးကြုံရတတ်ပြီးတော့စီးပွားရေးတဲ့ဆိုင်ရင်လူမှုရေးတို့အိမ်တွင်းရေးတို့တွေဖြစ်တတ်တယ်လို့အခက်မသိရင်ကိုဘွားတို့အဆက်ရစရာ ကိစ္စတွေကိုလည်းအသက်40ခွန်နဲ့56အတွင်းမှာကြုံရနိုင်ပွဲအများကြီးရှိတယ်။ဒါကြောင့်ဖြစ်နိုင်တယ်ဆိုရင်ကျွန်တော်တို့ကဒင်းကလေးသားမီးတွေနေနေနဲ့အသက်40ခွန်နဲ့56အတွင်းမှာလူမှုရေးပြဿနာအဆက်ရစရာပြဿနာလေးတွေရှိတတ်တယ်ဆိုတဲ့ကိစ္စမျိုးကိုမေ့ထားလို့မရအောင် လူဆိုတာစီးပွားရေးတစ်ခွရောက်လို့စိတ်ညစ်တာမျိုးထက်လူမှုရေးကဏ္ဍတွေကပိုပြီးစိတ်ညစ်စရာကောင်းနေဆိုတာဘဝအတွေ့အကြုံတစ်ခုရောက်လာတဲ့လူတွေသိလိမ့်မယ်အဲအဲ့ဒီရွယ်ကိုတင်းတင်းကုန်နေတယ်တတိထားပါတော့လူတူရှင်းပြောတာဖြစ်တဲ့အတွက်ဒီလောက်ပဲပြောမယ်ဘယ်နာမည်တွေပေးရရင်ဘလို့ဆိုးတယ်ဆိုတာမျိုးရှိသေးတယ်ဘယ်ဖွားစားတာတွေဆိုပိုဆိုးတယ်ဆိုတာရှိသေးတယ်ထားတော့အဲ့တော့တင်းနှလားတင်းနှလားအသက်40နောက်ပိုင်းကာလတွေမှာဆိုရင်41ကတော့စတယ်တင်းနှလား41ကနေ90ရာသူတို့တော့ကံညံ့တဲ့ကာလလို့ပြောလို့ရတယ် အဲ့တော့အဖက်ဘက်ကတနင်းလာတွေကအဲ့ဒီအချိန်မှာညံ့ဖြင်းလေးရှိတယ်အချို့အရင်ကလေးကကျမ်းမာရေးဝိဖြစ်တဲ့လူမျိုးဆိုတော့အဲ့ဒီအချိန်မှာကျမ်းမာရေးညံ့တာပေါ့အရင်ကလေးကစီးပွားရေးကခိုင်ခိုင်မာမာမဟုတ်ဘူးဝန်တန်းလိုလိုလက်ကစားလိုလိုဟိုရောင်ရောင်ဒီရောင်ရောင်သမားတွေ41ကနေ90မှာဒုက္ခရောက်တတ်တယ်နော်မဟုတ်ဘူးအဲ့ဒီအချိန်ကျမှငါအခြေကြီးထားလို့မယ်ဆိုပြီးစီးပွားရေးတွေကိုထပြီးတော့ရှိတဲ့ငွေအကုန်ပုံအောင်လိုက်ရင်လည်းရှိတဲ့အကုန်ပြောင်းသွားတတ်တယ်။အဲ့တော့ဖြစ်နိုင်တယ်ဆိုရင် ဲလာသားမီဒီယာ41ကနဲ့90အတွင်းမှာကြစ်ကြစ်လစ်လစ်နဲ့လုပ်ငန်းကိုလုပ်တဲ့နဲ့လိမ့်လိမ့်မာမာပပနဲ့နဲ့နဲ့ကိစ္စရက်တွေကိုဖြည့်ရှင်းတာပိုကောင်းတယ်အရန်ကာရောလှုပ်လိုက်လို့မရဘူးကို့အတွက်ကန်ညံ့နေတဲ့ကာလာတွေဖြစ်တဲ့အတွက်အရင်တော့ထောင်းအောင်ထောင်းအောင်ထောင်းအောင်နဲ့ငါတိတယ်ငါတတ်တယ်ဆိုပြီးလှုပ်ခဲ့တဲ့လူမျိုးတွေဒီချိန်မှာသူများကကို့ကိုပြန်ဒုက္ခပေးတာမျိုးသူများကကို့ကိုဖိနှိပ်ထားတာမျိုးဟိုတွေပြန်လှုပ်ခံရတတ်တယ်အဲ့တော့၄၀မတိုင်ခင်ဒီသူများကကိုကနိုင်စားထားတယ် အချစ်ရေးမှာဆိုလဲသူများကိုတက်စာတွေဖောက်ပြီးတော့လှုပ်ထားတယ်ဟမ်သူများကိုဒုက္ခပေးတာတယ်အတုထောင်လှုပ်ထားတယ်သူများထောင်ထဲရအောင်လှုပ်ထားတယ်အားဒီအချိန်မှာ41ကနေ90အတွင်းမှာတင်းလာတွေကပြန်ခံရပြီဒါမှတ်တော့ဝစ်ကျွေးတွေကဘဝမကူပဲနဲ့41ကနေ90မှာတင်းလာသားမီးတွေဒုက္ခပြန်ရောက်တတ်တယ်ဒါကိုမမေ့ပါနဲ့အင်းကအင်းကသားမီးတွေကြတော့သူတို့တွေရဲ့ဘူမိဂျိုဖြစ်တဲ့ဂျာရီဂျိုကသူတို့တို့ကကောင်းတာတွေစိုးတာတွေရောနေတော့ကျွန်တော်ဘူမိဂျိုကိုကျွန်တော်တို့ကြော်လိုက်အောင် အော်အင်္ဂါသားမိတွေကိုကျွန်တော်တို့54ထိကြော်လိုက်မယ်ဗျာအော်55နဲ့66အတွင်းအင်္ဂါသားမိတွေအတွက်ယာဟုဂျိုကိုဖြတ်တန်းပါယာဟုဂျိုကိုဖြတ်တန်းတာဖြစ်တဲ့ဘာပဲဖြစ်ဖြစ်အင်္ဂါသားမိတွေအတွက်အနှင်းငယ်တော့အညံ့အဆိုးတွေရှိနေတတ်တယ်ဟာဘယ်လိုအညံ့အဆိုးတွေရှိတာလဲဘယ်လိုဟာမျိုးတွေကိုကျွန်တော်တို့ကသတိထားရမလဲအဲ့လိုကာလတွေရောက်လာပြီဆိုရင်အင်္ဂါသားမိတွေနေနဲ့သတိထားရမယ်ကိစ္စတွေကမဖြစ်မနေခွဲစိတ်ကူးသားရမယ်ကိစ္စတွေကြုံရတာမျိုးတွေ ဘာမှခွဲစိတ်ကုသမကုသရမှုမရှိဘူးဆိုရင်တော့မတော်တဆထိခိုက်တာတွေအက်ဆီဒန့်တွေတွေ့ရတဲ့အောင်ဖြစ်တာတွေဒီလိုမျိုးတွေကိုကြုံရတတ်တဲ့ကာလတွေဖြစ်တယ်။ဒါကြောင့်55နဲ့66မှာအင်္ဂါသားမီးတွေနဲ့ပုံမူပြီးတော့အញ្ញအဆိုးတွေဖြစ်စေတတ်တယ်။ပုံမူပြီးတော့ဟိုဖြစ်နိုင်တယ်ဆိုရင်ဘယ်လိုပြောမလဲဆိုတော့တတိလေးနဲ့စားတတိလာတတိသွားတတိနေတဲ့ ပြီးတော့စောက်လို့ရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်နေကြရတယ်လို့ဆိုအဲ့ဒီအချိန်မှာလုပ်ငန်းဝင်မှာသတိထားဖို့လိုတယ်။စက်တွေကရရန်ရရဲ့ driver တွေ buffer သမားတွေ excavator မောင်းပြီးတော့လုပ်နေတဲ့လူချို့လဲဒီမှာ accident ဖြစ်တာမျိုးတွေဖြစ်တတ်တယ်။ဒါကြောင့်အသက်55အနဲ့66အတွင်းမှာအင်္ဂါသားသမီးတွေအနေနဲ့အညံ့အဆိုးရှိနိုင်ပွဲရှိတယ်။ဂရုစိုက်ရလိမ့်မယ်။အခက်မသိရင်တော့အဲ့ဒီအချိန်မှာအောက်လက်ငယ်သားတွေကကိုယ်ကိုကောင်းကောင်းဒုက္ခပြီးတာမျိုးတွေကြုံရတတ်တယ်။အချို့ဆိုရင် အသက်ကြီးပိုင်းဆိုတော့စိတ်ချရတဲ့လူယုံတွေကိုမျက်နှာလွှဲပြီးငွေရောငွေရအစမစစ်ဘူးရှိတဲ့ငွေတွေလိမ်ပြေးသွားတာမျိုးတွေကိုယ့်အိမ်မှာခိုင်းထားတဲ့လူတွေကကိုယ့်အကြောင်းသိပြီးလက်တဲ့ချင်းအိမ်ကိုဖောက်ထွင်းသွားတာမျိုးတွေတော့ကိုယ့်ရဲ့ပြစ်စည်းတွေကအကြောင်းမျိုးကြောင့်ဆုံးရှုံးစရာကိစ္စတွေက55နဲ့66မှာအင်္ဂါသားမိတွေကကြုံလေးရှိတယ်လူတိုင်းကြုံမယ်ကျွန်တော်မပြောဘူးနော်ကြုံလေးရှိတယ်ကိုပြောတာအဲ့တော့မူလဖွာစာဓာတ်တွေသူတို့ရဲ့မွေးချိန်တွေပြီးထားတဲ့နာမည်တွေဓာတ်တွေအကုန်လုံးပြန်ဆက်မှရမှာဒါရေဘူးကပြောတာဘုဒ္ဓဘုသားမိတွေ ဗုဒ္ဓဘူသားမီဒီယာခုနအသက်ကြီးပိုင်းနေမှာပြောရခက်တယ်ဗုဒ္ဓဘူနဲ့ Yahoo ကမတူညီတာလဲပါသလိုဗုဒ္ဓဘူသားမီဒီယာအသက်ကြီးပိုင်းကိုကျွန်တော်တို့က data ပြန်စိတ်ပြီးပြောရမှာအဲ့တော့ဗုဒ္ဓဘူသားမီဒီယာကိုကျွန်တော်တို့အသက်ကြီးပိုင်းဘယ်လိုဖြစ်မလဲပြောလို့မရအောင်အသက်ကြီးပိုင်းမှာနည်းနည်းအားနည်းချက်ရှိတာတော့အသက်56ဝနဲ့စပြီးညံ့တယ်ဘယ်ထိလဲ86ထိညံ့တယ်56ဝနဲ့86လုံးဗုဒ္ဓဘူတွေကညံ့တာလားတော့မညံ့ဘူးမညံ့ဘူးဖြစ်တဲ့အတွက်သူတို့ရဲ့ဖွားစာတာနဲ့ကျွန်တော်တို့အဲ့ဒီ Joe 8 color ကို data ပြန်စိတ်ကြတယ် ရတာပြန်စိတ်ကအနှစ်အပိုင်းချာရပြန်စိတ်ကတယ်အဲ့လိုစိတ်ပြီးမှအသေးစိတ်ပြောမှမှန်တာဖြစ်တဲ့အတွက်ဗုဒ္ဓဘူရာဟုသာမီဒီကတော့ကျွန်တော်တို့အသက်အားဖြင့်59ကနေ89အတွင်းမှာဘာဖြစ်တယ်ညာဖြစ်တယ်ကျွန်တော်ဒီနေရာမှာမပြောတော့ဘူးကြော်လိုက်မယ်ဒါပေမဲ့အဲ့ဒီကာလာအစညံ့နေဆိုတာတော့မမင်းနဲ့အသက်59မှာစပြီးဗုဒ္ဓဘူသာမီဒီကအညံ့ရှိတယ်အဆိုးရှိတယ်တယောက်နဲ့တယောက်မတူတာဖြစ်တဲ့အတွက်အသေးစိတ်ပြောလို့မရဘူးအဲ့ဒီဖြစ်နိုင်တယ်ဆိုရင် ကျွန်တော်တို့58ကြော်လာပြီ59ရောက်လာပြီဆိုရင်တော့ကျွန်တော်ပို့တပူသားမီဒီယာသူများတဲ့ပိုဘီကယူဆိုင်ပါရောက်သားမီဒီယာလည်းအတူတူပဲအဲ့ဒီကာလမှာစပြီးတော့ကယူဆိုင်ပါလို့ကျွန်တော်ပြောလို့လေအဲ့လိုပဲကြာတာပရိသားမီတွေလည်းအဲ့လိုပဲ59ကစပြီးတော့နည်းနည်းတတိထားရတဲ့တဲမှာပါလာပြီအညာဆိုအဲ့ဒီချိန်မှာစပြီးတော့ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့စပြီးတွေ့ရပြီဒါဆိုအဲ့ဒီကာလအပိုင်းခြားရောက်ပြီဆိုရင်ကျွန်တော်တို့ကကြာပရိသားမီနေနဲ့ကျမကြီးတွေညံ့လာတာ လွတ်လပ်မှုတွေလျော့ပွားလာတာခန္ဓာကိုယ်အောက်ပိုင်းတွေအားနည်းလာပြီးမသွားနိုင်မလာနိုင်တဲ့ပြဿနာတွေဖြစ်လာအထီးကျန်ဆံမှုတွေကိုစတင်ခံစားရတာမျိုးတွေဖြစ်လာတာစသဖြင့်စသဖြင့်တော့အနေထားမျိုးတွေဖြစ်တတ်လို့မူလဖွားစားတာမှာသားသမီးကံအားနည်းတဲ့လူမျိုးဆိုရင်သားသမီးတွေရဲ့ဒုက္ခပေးခြင်းကို59ကစပြီးဇာရီသားသမီးတွေကခံစားရတာဒီလိုမျိုးတွေတွေလည်းကြုံလာတတ်တယ်ပေါ့နော်ဒါပေမဲ့အတိအကျကျွန်တော်တို့ပြောလို့မရဘူးဘာလို့ဇာရီသားသမီးတွေရဲ့ညံ့ချိန်က59နဲ့83ဦးတွင်ဖြစ်တဲ့တော့အဲ့ဒီအကုန်လုံးမှာညံ့နေတာမဟုတ် တတပြန်စိတ်ဖို့လိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကထပ်ပြီးတော့အနုစိတ်ဘယ်နှစ်ဘယ်နှစ်ပိုင်းနေပြောဘူးကနေနယ်လိုက်ပြောတယ်ဆိုလွဲနိုင်တယ်မပြောတော့ဘူးပြောလို့ရတဲ့အပိုင်းကတောက်ကြတွေတော့တောက်ကြတွေက43နဲ့50အတွင်းမှာညံ့လေးရှိတယ်လူတိုင်းတော့မဟုတ်ဘူးအချို့43နဲ့50မှာမညံ့ဘူး50ကျော်မှာညံ့တယ်အော်43နဲ့50အတွင်းမှာ တောက်ကြသားမီဒီယာဘဝမှာနည်းနည်းပူပင်မှန်းရတဲ့ကာလတွေပူပြီးအညံ့အဆိုးများတဲ့ကာလတွေပူပြီးစိတ်ဆုပ်ဆရာကောင်းတဲ့ကာလတွေအလောက်ကိုင်းနေမှာပူပြီးတော့အဆင်မပြေတဲ့ကာလတွေဒီလိုမျိုးတွေဖြစ်တတ်တယ်53နဲ့50မှာဆိုအထက်လူကြီးအဆင်မပြေတာတထေးတွေနဲ့အဆင်မပြေတာမန်နေဂျာတွေနဲ့အဆင်မပြေတာဒီလိုမျိုးတွေဖြစ်တတ်တယ်လို့ကိုယ်ပိုင်စီးပွားရေးမှာဆိုလဲဆုံဆုံနဲ့ညာနဲ့နာကြာတွေများတာအလုပ်တွေဘလို့ပဲလုံနေလုံနေကျွန်တော်တို့ကမျက်စိတည်းမြင်အောင်ပြောရရင်ဗျာဟိုထင်တယ်လို့အကျိုးမြတ်မရတာတွေအကုန်ဖြစ်တတ်တယ် ။အဲတော့တောက်ကြသားမီးတွေနေနဲ့43ရနဲ့90ကိုအတွက်အညံ့ရှိတယ်။တချို့ဆိုရင်အဲ့ဒီအချိန်မှာယောဂါတွေပေါ်လာတာပေါ့နော်။ကို့မှာဖြစ်မဲ့ယောဂါတွေအဲ့ဒီအချိန်မှာပေါ်လာတာယောဂါကြောင့်ငွေကုန်တာဒါတွေကိုတောက်ကြသားမီးတွေကခံစားရတတ်တယ်။တခູ່တော့သိထားဖို့လိုတယ်။နေနံနေအားလုံးထဲမှာတောက်ကြသားမိတွေကအခြားသူတွေနဲ့ဆိုင်ဥဇာတာညံ့လေးရှိပါတယ်။နော်တောက်ကြသားမိတွေကဥဇာတာညံ့လေးရှိတယ်။အဲ့တော့ဘလို့ညံ့လာလဲ။သူက၁၀ရောက်မှာ 6ယောက်ကနည်းနည်းလေးသတိထားရတယ်။4ယောက်ကမညံ့ဘူး။အဲ့တော့မူလဖွားစာတာမှာအသက်ကြီးပိုင်းမှာ ဖြတ်တန်းရတဲ့ဂျိုတွေဆိုတာရှိတယ်။အဲ့တော့အသက်50နောက်ပိုင်းမှာတောက်ကြတာမီဒီယာဗုဒ္ဓဘူးဂျိုဖြတ်တန်းတယ်။အဲ့တော့မူလဖွားစာတာမှာဗုဒ္ဓဘူးဂျိုကမကောင်းဘူး။မကောင်းတဲ့အတန့်အနေမှာနေနေတယ်။မကောင်းတဲ့ဂျိုတွေရဲ့စီနင်းခြင်းခံထားရတယ်။ဒီလိုမျိုးဖြစ်ခဲ့သည်ရှိတော့။အဲ့တော့မြန်မာပြည်ထဲမှာဗုဒ္ဓဘူးဂျိုကရက်တိမ်မှုမကောင်းဘူးပေါ့။ဒါဗုဒ္ဓဘူးဂျိုက ထားပါတော့ကို့နေနိုင်တဲ့ပတ်ခမိတာတော့နာမည်ရဲ့အဆုံးသတ်တဲ့ပတ်ခမိတာတော့ဗုဒ္ဓဖူးမရဏရောက်နေတာတော့ဒီလိုမျိုးတွေဖြစ်တဲ့လူမျိုးဆိုရင်လည်းဩဇာတာညံ့တတ်တယ်အထူးသဖြင့်ကျွန်တော်တို့ဟိုတောက်ကြရာသားဘွားတွေကအခက်မတင်ဩဇာတာညံ့တယ်နာမည်ပေးထားတာမှားရင်ဩဇာတာညံ့တယ်အဲ့တော့တောက်ကြသားမိတဲ့အကုန်လုံးမဟုတ်ဘူးဗုဒ္ဓဖူးကျိုမူလဖွာစားတာမှာဝိဖြစ်တဲ့လူတွေကတောက်ကြသားမိတဲ့ဩဇာတာညံ့မှုရာဂိုင်းတော့ပုံများတယ်ဒါကိုလည်းကျွန်တော်ကြုံလို့ပြောပြတာဖြစ်တယ်အဲ့တော့စနေသားမိတွေစနေသားမိတွေကြတော့ အလိုရင်းညံ့နေတာမျိုးမဟုတ်ဘူးဗျသူတို့ကြတော့63ဝနဲ့68မှာဘဝမှာ lonely ဖြစ်တယ်ဆိုတဲ့အထီးကျန်ဆံမှုခံစားရတယ်အဲ့ဒီအချိန်မှာ depression ဝင်တာမျိုးတွေဖြစ်တတ်တယ်အချို့ဆိုလေဖြတ်ပြီးမသွားနိုင်မလာနိုင်ဖြစ်ရကနဲ့စကားပြောလို့လည်းမပီမတဆိုတော့ဘေးလူတွေကကိုယ်အသိမပြောမပြောဟာနဲ့ဘဝရဲ့ဟိုစိတ်ခံစားမှုမှာအရင်ကစိတ်မမာတဲ့လူမျိုးဆိုရင်ကျွန်တော်တို့အဲ့ဒီအချိန်မှာတော်တော်ကြီးအဆင်မပြေ63နဲ့68အချို့ကြတော့ကိုကိုတိုင်တော့ဘာမှမဖြစ်ဘူး ကိုဇနီးကလည်း60ကျော်ဖြစ်တော့အဲ့ဒီအချိန်မှာကိုဇနီးကအဲ့ရတဲ့လဲတာတော့လေဖြတ်တာတော့ကိုဇနီးကိုကိုပြုစုရတယ်ပြုစုပေးမဲ့သားသမီးကလည်းအနီးနားမှာမရှိတာမျိုးအဲ့တော့ကိုကိုတိုင်တော့ခြေကောင်းလက်ကောင်းဒါပေမဲ့မသွားနိုင်မလာနိုင်အောင်အိမ်ကဇနီးကမကောင်းလို့ကိုအိမ်ကခင်မောကမကောင်းလို့အဲ့လိုဖြစ်ရကားနဲ့63နဲ့68ကစနေသားမီးတွေအတွက်စိတ်ရှုပ်ရတာကိုကိုတိုင်ယောဂါထူတာသူများအတွက်လိုက်ပူပန်ရတာဒီလိုမျိုးကိစ္စမျိုးတွေလည်းကြုံရနိုင်တာဖြစ်တဲ့အတွက် စနေသားမီဒီယာအချိန်ကာလကနည်းနည်းတော့စိတ်ညင်းညူစရာများတယ်လို့ပဲကျွန်တော်တို့ကပြောလို့တယ်အဲ့ဒီအရွယ်ကပင်စင်သားအရွယ်ဆိုတော့ကျွန်တော်တို့ကအလုတ်ကိစ္စတော့ထဲမပြောတော့တာเนาะဒီလိုမျိုးတွေဖြစ်တတ်တယ်အဲ့တော့သူနေနာလိုက်တော့သူ့ဘာသူအသက်ကြီးပိုင်းနေမှာဝိဖြစ်တဲ့ဟာလေးတွေရှိတယ်အနုစိတ်ကြည့်ရင်တော့ကျွန်တော်တို့ကအတိအကျသိနိုင်တယ်ဒါမှလူတယောက်နဲ့တယောက်ကန်စားတာ မတူဖွားတဲ့အချိန်မတူဓာတ်တာမတူနက်ခတ်ပေးတယ်မှာဆိုရင်ကျွန်တော်တို့သူ့ဘာသူဓာတ်တာတွေအဲ့တော့ထူလာတွေအန္တရာတွေကမတူဘူးပေါ့ဗျာ မတူတာဖြစ်တဲ့အတွက်ဒါအတိအကျပြောလို့မရဘူးဒါပေမဲ့ရေဘူးကတော့မြန်မာပြည်ထဲမှာပြောလို့ရတာဖြစ်တဲ့အတွက်ဒါလေးပြောပြတာဒါကြောင့်အသက်ကြီးပိုင်းမှာပြင်ဆင်မှုတွေရနိုင်အောင်လို့ရည်ရွယ်ပါတယ်အဲ့တော့လူကြီးပိုင်းတွေအတွက်တော့အသုံးတည့်ပါလိမ့်မယ်နောက်ဆုံးတဲ့သဘောပေါက်မယ်ထင်ပါတယ်ခုနကသားသမီးတွေအားလုံးဘဝနေဝင်ချိန်မှာအောင်မြင်ပျော်ရွှင်ပြီးတော့တရားဓမ္မနဲ့ပျော်မွေ့ပြီးတော့ဘဝကူးချိန်ကောင်းပါစေလို့ကျွန်တော်ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ